ဂျာနီကန်ဆီယာရောအရှင်ဇတိလာဟာနိုင်ငံကျော်ဓမ္မကတိကဆီယာရောတပါဖြစ်ပြီးတရားဟောပြောရမှာအစိုးငိုများဖြင့် အပြောဟောပိုင်နိုင်တဲ့ယဟန်တပါဖြစ်ပါတယ်။တရားနာယူသူများမငြင်းငွေးစေဖို့ပုံတို့ပတ်စများဗုဒ္ဓဝင်ဇန်ဒီဘတ်တော်များကိုအတန်နီအတန်ထားအစိုးငိုများနဲ့ဟောပြောခဲ့ခြင်းကြောင့်တရားနာပရိသတ်အများပြားကို စီးယုံနိုင်ခဲ့သူလည်းဖြစ်ပါတယ်။အဲ့လိုဟောပြောခြင်းတွေကြောင့်ဆီယာရောကိုဝေဖန်မှုအချို့လည်း အဲ့ဒီခေတ်ကရှိခဲ့ပါတယ်။ဆရာတော်ဟာချောက်ခံလူအများစုရရှိမှုပေါ်ရှင်မူးတွေတာမနေပဲအ ਨੇ စုသောမထောက်ခံသူများကိုငှဲ့ကွက်ပြီးမိမိကိုယ်တိုင်ကလည်းတရားမနာသူတွေကိုတရားနာခြင်းလာအောင်ဆွဲခေါ်လို၍ဆိုရငိုရတော်လေပလင်ပေါ်မှာဆိုခြင်းငိုခြင်းကိုမနစ်သက်တဲ့ခြားကနှစ်တန်ကြာဆိုခဲ့ငိုခဲ့ပြီးပြီမို့ယခုလိုဆိုခြင်းငိုခြင်းတို့ကိုဆွတ်လွတ်လိုက်ပါတယ်။ဆရာတော်ဟာအသက်46နှစ်အရွယ်မှာ ကားမတော်တဆမှုနဲ့ပြန်လည်တော်မူခဲ့ပါတယ်။စီအရော်ရှင်တိမ်မောက်ခဲစဉ်ကထူးဆန်းတဲ့အဖြစ်အပျက်တွေကို ပြန်ပြောင်းတင်ဆက်ပေးကြပါမယ်။တိုးတော်စီအရော်မှာပြန်လည်တော်မူတဲ့အပြင်ချက်ကားတစည်းပင်ဝယ်ယူထားပြီးသာသနာပြုခရီးတိုင်းကိုတတောင်တတကြွတော်မူလျက်ရှိနေတယ်။ရှင်နေစီအရော်ဂျာနီကန်ရွာသို့ပြန်ရောက်နေတယ်။ခရီးထွက်လူဆဲဆဲပင်မဲ့အချိန်လုပြီးသူ့ရဲ့ညီတိုက်ခန်းကိုရှင်းနေတယ်။ ဆရာတော်ရဲ့ခရင်ဟာအနေငယ်ဟောင်းနေပြီဖြစ်ပြီးအပြင်ထုတ်ပြီးလက်သမားဆရာအားငါမအိတ်တော်ဘူးလို့မိန့်ကပေးပြလိုက်တယ်။အဲဒီနောက်ထင်းပုံကြီးကိုတွေ့ရလျင်လက်ညှိုးထိုး၍ဒီထင်းတွေမပြောက်စေနဲ့ငါပြန်လာရင်ထင်းတတော်များများလူမဲလို့မှားကြလိုက်တယ်။တပန်မဲတော်ကြီးထန်ကြပြီးမဲတော်ကြီးသွားတော့မယ်နေရစ်တော့နောက်ဆုံးနှုတ်ဆက်တာပဲလို့မိန့်နေ မဲတော်ကြီးကနမိတ်မရှိနမမရှိဘာဒီမိတ်ချားနေရလဲလို့စူပူလိုက်သေးတယ်။အဲဒီနောက်ခြေကားတလေစီးပြီးရန်ကုန်သို့တရားဟောကြွသွားတော့တယ်။ရန်ကုန်မှာဟောပြီးနောက်ဘုကလေးမြို့မှာဆက်ဟောခဲ့တယ်။အဲဒီကနေတဖန်1340ပြည့်နဲ့တကူလာပြည့်ကျော်3ရက်နေ့မှာဘုကလေးမြို့နယ်မြင်းကကုန်သို့ကြွ၍၃ညဆက်ဟောကြားတော်မူခဲ့လေ။အဲ့ဒီ၃ညအနက်နောက်ဆုံးညမှာဟောကြားခဲ့သောတရားမှာ အတကအမင်းနဲ့ဥပရိဒေဝီရဲ့ချစ်တော်ချစ်တယ်ဒါပေမဲ့ဖြစ်လေတယ်။ထုံညဟောပြီးနောက်ရန်ကုန်မြို့ကို88ခုနဲ့9လပိုင်းကစုံလာစန်း4ရက်5ရက်အဲ့ဒီနေ့မှာပြန်လည်ရောက်ရှိလာပြီးတော့တညနာက88ခုနဲ့9လပိုင်း12ရက်နေ့မှာ6မြို့သူကြွားခဲ့တယ်။၆မြို့မှာနက်နက်ဆုံးဖုံးပေးပြီးတော့ခါ တပည့်တကာတကမများကိုနှုတ်ဆက်ပြီး၆မြို့မှာအစင်ဖြူကျွန်းတို့ခြေကားလေးစီးပြီးထွက်လာခဲ့တယ်။ ကားပေါ်မှာစီအရော်ပါဝင်အားလုံးပေါင်း6ဦးပါတယ်။ကားဒရိုက်ဘာမောင်သိန်းဆိုဟာတနအီ35မိုင်ထက်မနေသောနှုန်းဖြင့်မောင်းနေလျက်ရှိရဲ့။စီအရော်ဟာကားမောင်း၍မသေးဘူးလို့ယုံကြည်ထားတယ်။အတောင်မှာ၄ချိန်တိတိကားမောင်းခဲ့ဘူးလေ။မှောက်တော့ကားမှာစိုးပြတ်သွားတော့လေ။စီအရော်မှာတီတီမာမာအန်ဒီရဲ့ဟူ၍မဖြစ်ခဲ့ပေ။ဒါကြောင့်၅ချိန်မြောက်ကားမောင်းကြီးကိုစီအရော်ကတီတီတန်တန်ကြောက်လန့်မနေတော့ပေ။ ဒီလိုနဲ့ချောင်းမျိုးကနေစင်ဖြူကျုံးကိုထွက်ခွာကြရအောင်ချောင်းဝိုင်ကအကွာထနောင်းတုံးကရခုကြာနီကန်ကွေးအယောင်မှာဆီယာတော်စည်းလာတဲ့ချက်ကမှရော့တန်ပြုတ်ထွက်ပြီးလမ်းဘေးကိုအရှင်ပြင်းစွာထိုးကြတိမ်မောက်သွားလိတော့တယ်ကြာနီကန်ရွာချောင်းတိုင်မှာကြာနီကန်ဆီယာတော်ရဲ့မိတော်ကြီးအဖွာတော်88နှစ်ဟာဆီယာတော်စီစဉ်ပေးထားတဲ့သူနေထိုင်ရာဇီယက်ဆောင်တွင်မှာဖျားရှိခိုးမြေတာပို့ပြီးဘဝနာပွားနေစဉ် တားတော်မှာဦးစတီလာရဲ့ခြေကောင်းဝင်လာတန်းကြားလိုက်ရတယ်။ထုံနောက်မိမိကိုရခင်လိုလာရောက်နှုတ်မဆက်ဖဲတရေ300အဆောင်တို့တန်းကြွားသွားတယ်လဲကြားလိုက်ရတယ်။အဖွားတွန်လဲထားကြည့်မနေရောပဲစိတ်မှန်းဖြစ်တာရှခိုးပြီးအိတ်လိုက်တော့တယ်။အရင်ည88ခုနဲ့9လပိုင်း14ရက်နေ့မနေ့အာယုံမကျင်းမီအချိန်မှာဂျာနီကန်စီအရောဦးစတီလာကိုတိုင်းအတန်ချေဆက်နေတဲ့ကျေးရွာရှိသူတော်ကောင်းပေါင်းတို့အချိန်မီနဲ့ဆော်ဆော်ကြောင်းတိုက်သူလာရောက်ကြပါရန်ဖိတ်ခေါ်အပ်ပါတယ်။ အထူးတိုင်ပင်စရာလည်းရှိပါတယ်။မလာမဖြစ်လာပြေးအောင်လာခဲ့ကြပါရန်နှိုးဆော်အပ်ပါတယ်ဆိုပြီးကြည်လင်ပြသားစွာဖိတ်ခေါ်လိုက်တယ်။ထိုးတန်ကိုရွာသူရွာသားများကြားရတဲ့အခါဘာများအရေးတကြီးဖြစ်ပါလိမ့်လို့တွေးကောချက်ချင်းရောက်လာကြတယ်။ရောက်လာကြပေမဲ့အောင်းတော်ကြီးမှာတိတ်ဆိတ်လျက်ရှိနေပြီးနားမလည်နိုင်အောင်ဖြစ်သွားကြတယ်။တတော်ကြာထိုင်ဆောင်နေကြတော့လေကျောင်းတကားမှာပွင့်မလာသေးပေ။မဆောင်နိုင်တဲ့အစုံကြမှာကျောင်းတကားထုပြီးဖွင့်ခိုင်းရတယ်။ဥပဇင်းများနိုးလာပြီး တကားဖွင့်လိုက်တဲ့အခါလူအုပ်ကြီးကိုမြင်ပြီးအံ့အားသင့်သွားတယ်။တကားကြီးတို့ဘာဖြစ်လို့လဲ။ဟင်တပည့်တော်တို့ကမေးရမှာဗျာ။ဆရာတော်ပြန်ရောက်ပြီဆိုဘာမှလဲ။အတန်ချဲ့ဆက်နဲ့ရွာသားတွေခေါ်လာရောဘာထူးလို့လဲ။ဦးပစင်များဘာဖြေလို့ဘာပြောရမှန်းမသိဖြစ်သွားတယ်။လူအုပ်ကြီးကတဖြည်းဖြည်းပုံများလာပြီးမျက်လုံးများကဆရာတော်ကိုလိုက်ရှာကြည့်နေကြတယ်။သို့တော်ဆရာတော်ရဲ့အရေးအယောင်များမတွေ့ရ။ထိုစဉ်မေတော်ကြီးအဘွားတွန်းကလူအုပ်ကြီးကိုတွေ့ပြီး အောင်ဝဲဒီနေ့ဥပုံလေးကိုတို့ဖြင့်ရက်တောင်မေးနေလိုက်တာမပြောချင်ပါဘူးဆိုပြီးအဲ့လိုပြောလိုက်တယ်ဆရာတော်ရဲ့အမလက်စိတ်တစဝေဒနာတဲ့ဒေါ်လာဖွေးကလည်းဒီနေ့ကြောင်းလေးပွဲရှိတဲ့အတိုင်းပဲစီကားလာပါလားလို့ဆိုပြန်တယ်ဆရာတော်ရဲ့ညီဥဆိုးရှင်ကလူတန်များကြောင့်နိုးလာပြီးဘာဖြစ်ကြတာရောမြဆူဆူပူပူနဲ့ဖုံးကြီးပြန်ပွဲအငိမ့်ခံနေရကြလို့ဗျာလို့ပြောတယ်ဖုံးကြီးဥဝနာရဲ့ဇာပနာတော်ကမဘေရာအငိမ့်အေးရဲ့ကျူးခွေအား အတန်ချက်ဆက်မှဖွင့်ချလိုက်တယ်။ဥက္ကဋ္ဌကြီးဦးကြီးငွေစုမှပြန်ပိတ်သွားတယ်။လူအုပ်ကြီးကအဖွားတွန်းထန်သွားပြီးမင်းညကဆရာတော်ပြန်ကြောက်လာပြီဆိုအဲ့လိုမေးကြတယ်။ကျုပ်ပဲတိမလဲ။မောင်နှုတ်ဆရာတော်ကိုမေးကြည့်ပေါ့။ညကကားနဲ့ပြန်လာပြီပဲဟာ။အခုထိကျိန်းနေရုံလား။တကားတကားမရီစုံလို့၈နိုင်9နိုင်လောက်တောင်ရှိနေပြီ။နှုံးလျှောက်ကြည့်ပါလား။ဒီဘက်ဘာစိတ်တိုင်းမကြဖြစ်လာတယ်မသိပါဘူး။ကားဝင်လာတဲ့ကြပြီးသူเจ้าစီတိုက်ရိုက်ဝင်သွားတဲ့ကြလိုက်ရတယ်။ ကြုံလဲထားမကြည့်ပဲစိတ်ထဲကမှန်းကတော့လိုက်ပါတယ်။အလနငါးပါးလက်ကင်ထားဟောရဲတော်ရီရဲ့နိုင်ငံကျော်ကိုတော်ကြီးကလည်းစိန်ကားတက်လာပြီ။အဲဒီလိုဆိုတဲ့ဖြင့်လူအုပ်ကြီးမှပို၍အံ့အားတင်သွားတယ်။ဆရာတော်တီးတန့်တဲ့ရင်300ကျောင်းဆောင်သွားကြည့်ရော်လေအပြင်ကတော့ခတ်ချတယ်။တခုခုထူးခြားနေပြီးမှတိလာကြတယ်။အဲဒီအချိန်မှာကားတစ်စီးကျောင်းထဲသို့ဝင်လာတယ်။ကားပေါ်မှာဆရာတော်ရဲ့တပည့်ရင်းများဖြစ်ကြတဲ့ကိုဦးခင်နဲ့ကိုလားရွှေကိုပါလာတယ်။မျက်စိမျက်နှာမကောင်းကြပဲ။ နေတော်ကြီးကိုမြင်ရတော့ခါခြုံဝဲချငိုကြတော့တယ်။ပြီးတော့ဆရာတော်မင်းညက်နေက6ထွက်ထနောင်းသုံးခွအရောက်ကားမောက်ပြီးပြန်လလုံးမူသွားပြီဗျ။6ဆေးရုံမှာခွဲစိတ်ပြုပြင်ပြီးကားနဲ့တပါးတည်းယူလာတယ်။အဲ့ဒီလိုပြောလိုက်တဲ့ကြားရသူလူအုပ်ကြီးမှငိုကြွေးကြလိမ့်တယ်။ဆရာတော်ညီကိုဆိုးရှင်မှာရှင်ဘတ် CTV အဆိုးဆုံးဖြစ်တယ်။အဖွာတွန်ကတားပစိမ့်ရဲ့ဟောတရားကိုအပြည့်အဝရထားပြီးထင်တယ်။လုံးဝမငိုဘဲ ။ဒါနဲ့ဂျာနီကန်ဆီယာရောရဲ့စာပနာသတင်းဟာကျေးမုံသတင်းစာမှာပါလာရာတပြည်လုံးသိရှိသွားကြပြီးရှဟန်းရှင်လူပေါင်းညွန်စွာဝမ်းလေးနှမျောတက်တာကြလေတယ်။ဆီယာရောအားမကြိုက်နှစ်သက်သူများပင်အစိုးအငုံမဟောတော့ခါမှပြန်လည်တော်မူရလေခြင်းဆိုပြီးရှဟန်းရှင်လူအားလုံးကဝမ်းလေးကြေခွေမိကြလေတယ်။ဒါနဲ့နိုင်ငံကျော်ဓမ္မကတိကဂျာနီကန်ဆီယာရော46နှစ်ရဲ့ရုပ်ကလတ်တော်ကို1340ပြည့်နဲ့ဝါဇူလာဆန်း9ရက်နေ့ ညနေ3:00နာရီအချိန်မှာ3ရက်တိုင်းတိုင်း2000အကုန်ကြခံကအခမ်းအနားကျင်းပပြီးလူတောင်ကျော်လိုလိုက်ပါပူဆောင်ကဆရာတော်ဥဝနတကြွရာကျောက်ကလပ်မှာပင်ဆရာတော်ကိုယ်တိုင်မပြောင်းစီနဲ့မှားထားခဲ့သောထင်းများဖြင့်မိတကြိုခဲလေးရဲ့အယိုးအိုးကိုတော့ရွှေလောင်းတောင်ပေါ်မှာတင်ထားလေးတယ်ဆရာတော်ရဲ့ဇာပနာစီစဉ်နေစေကာလမှာကားပေါ်ကအတူပါလာသူတွေကလောက်ကြံလို့ပြန်လည်တော်မူကြောင်းသတင်းများထွက်ပေါ်လာတယ် ဆရာတော်ဟာတရားပွဲတညကို အလွန်ငွေထောင်ချီရတယ်လို့ဗမာလည်းနှစ်သိန်းကျော်အထားချောင်းသိရတယ်။အတူလိုက်ပါလာသူများကငွေမှတ်၍ဆရာတော်ကျင်ငယ်စွန့်နေခိုက်ကားဆက်နှိုးတံဖြင့်ရိုက်တက်ပြီးနောက်ကားဖြင့်ဆရာတော်အပေါ်တက်ကြိတ်ခါကားမောက်လီဟန်ဖန်တီးကြကြောင်းဘလိုပင်ပြီးရည်စွာလုံးဆောင်ကြတော့လေမျက်မြင်သက်သေနွားချောင်းသားတို့ကဖော်ထုတ်၍အမှုတစ်ခုလုံးပေါ်လာကြောင်း လောက်ကျလူများကနွားကြောင်သားလေးကိုနှုတ်ပိတ်ခငွေတထောင်ပေးခဲ့ကြအောင်စသည်စသဖြင့်သတင်းများပေါ်ထွက်လာ၏အဲ့ဒီသတင်းများကိုစုံစမ်းရအတွက်တရက်မြို့နယ်သတင်းတော်ကိုမောင်မောင်ဆိုဟာချောင်းမြို့ကိုသွားပြီးဓာတ်ပုံမှတ်တမ်းရိုက်ကူးပေးသောချောင်းမြို့မြို့မြမာဓာတ်ပုံတိုင်းမှဥသက်ဆရာတော်အောင်ခွဲစိတ်စစ်ဆေးရသောချောင်းမြို့ပြည်သူစေယုံမှတာဝန်ရှိသူများဆရာတော်အမှုကိုစစ်ဆေးရသောချောင်းမြို့အမှတ်၁ရဲစခန်းမှာ စခန်းမူကြီးဦးတင်ဆန်းတို့ကိုတွေးဆမေးမြန်းခွင့်ရခဲ့တယ်။စခန်းမူဦးတင်ဆန်းကသူ့ရဲ့စစ်ဆေးတွေးရှိချက်များကိုဓာတ်ပုံဆက်လက်ပုံဖြင့်အခုလိုရှင်းပြပေးတယ်။ဆရာတော်ရဲ့ခြေကားဟာလမ်းကောင်းတစ်ဖြင့်တနာယီမိုင်30ကနေ35မိုင်နှုန်းနဲ့မောင်းနှင်လာခဲ့တယ်။ထနာခွေကိုရောက်တဲ့အခါခွေမယ်အပြူမှာရော့တန်ပြုတ်ပြီးရှားဘတ်တို့အရှိန်ပြင်းပြင်းနဲ့ဆွဲဆင်းသွားတယ်။ကားဆင်းသွားတော့ဘိန်းရများအထင်းသာပေါ်သွားတယ်။ အဲ့ဒီလိုဆင်းသွားတော့လေမြေပြင်မှာညီညာနေ၍အရှိမချုံနယ်များနဲ့တိုက်မိပြီးချက်တန်သွားရန်သာရှိရဲ့သို့တော့ကန်ဆိုးခြင်းတော့အရှိန်နဲ့ပြေးလာတော့ချက်ကားဟာရှေးမြောင်းကိုခေါင်းဆိုင်ပြီးဂျွန်းပြန်လျက်တိမ်ပေါက်သွားတော့တယ်ကားမောက်ပြီးခေါင်းဆိုင်ပြီးဂျွန်းပြန်လျက်တိမ်ပေါက်သွားတော့တယ်ကားမောက်ပြီး7မိနစ်ခန့်မှာခီးတဲ့တဲ့ကားစီရောက်လာပြီးကားပေါ်မှာပါလာတဲ့မကွေးတက်မထောင်းလိုက်မှတက်ကြည်ချက်လိုင်းကဦးဆောင်ပြီး ဆရာတော်နဲ့ဒံယာရသူများကို၆မြို့စေယုံတို့ပို့ဆောင်ပေးလေတယ်။သို့တော်ဆရာတော်ဟာဥကောင်ထိခိုက်မိ၍နှာခေါင်းသွေးထွက်ပြီးအုံနောက်တွင်သွေးထွက်တဲ့တံညံညိုးငါးချောင်းကျိုးတဲ့တံတထောင်စိအယိုးကျိုးတဲ့တံရာဘက်ပေါင်ကျိုးတဲ့တံတို့ကိုပြင်းပြင်းထန်ထန်ရရှိရတာကြောင့်လမ်းမှာပဲပြန်လည်တော်မူခဲ့လေတော်တယ်။စေယုံပေါ်ရောက်တဲ့အခါဆရာတော်ယုတ်ကလပ်ပြန်လည်တည်ယူဖို့ဆရာတော်မှာငွေတစ်ပြားမှမပါတော့ဘူး။ ဒါကြောင့်စေယုံဝန်ထမ်းများနဲ့လူနာများကစူပေါင်းလှူဒန်းကြ၍750ရရှိခဲ့တယ်။အဲ့ဒီငွေနဲ့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ကြာနီကန်ရွာသို့ပြန်လည်ပေးဆောင်ခဲ့ကြခြင်းဖြစ်တယ်။စခန်းမူကြီးကအဲ့လိုထပ်ပုံမှတ်တမ်းနဲ့မှကားဘေးရများနဲ့တကွဆစ်ဆစ်ဆက်ဆက်ရှင်းပြတယ်။ရှိုက်ကူးထားသောထပ်ပုံများကိုကြည့်ပြီးလှုပ်ကြံခြင်းဟုတ်မဟုတ်ပဲလုံစားရှာသိနိုင်ကြောင်းရခုံမှုမှာလှုပ်ကြံခြင်းမဟုတ်ကြောင်းအခိုင်အမာပြောဆိုသွားတယ်။ ဒီလိုနဲ့လောက်ကြ